ဂျူဂျူစစ်စပေးဆိုတာကတော့စိတ်ကြမ်းမာရေးနဲ့လူမှုရေးဝန်ဆောင်မှုတွေပေးနေတဲ့ non-profit organization ဖြစ်ပါတယ်။ဒီဖွဲ့ရဲ့ပဲ့ကန်ရှင် မက်ဂျူဂျူမင်သူကတော့ American ပြည်တော်စု Queen's Hospital မှာ Medical Social Worker အဖြစ်အလုပ်လုပ်ကင်ခဲ့တယ်လို့ University of Hawaii မှာလည်းနေပြတယောက်ဖြစ်ပါတယ်။အခုတော့ Juju Jiu Jiu Space ဆိုတဲ့အဖွဲ့ကိုတည်ထောင်ပြီးတော့မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက်စိတ်ကြမ်းအရေးနဲ့ပတ်သက်တဲ့ပညာပေးရေးတွေ၊သင်တန်းတွေ၊လှုပ်ရှားမှုတွေအပြင်နှစ်သိမ့်ဆွေးနွေးအကြံပေးတာတွေကိုတစိုက်တမက်လှုပ်ဆောင်နေတာဖြစ်ပါတယ်။ အခုတော့မက်ဆီဇူမင်သူကကျမတို့ရဲ့ DVB စတူဒီယိုကိုရောက်ရှိနေပြီဖြစ်ပါတယ်။ဟုတ်မမင်္ဂလာပါရှင်။ဟုတ်ကဲ့မင်္ဂလာပါ။ဟုတ်ကဲ့ပါပထမဆုံးသိကျင်တာကပေါ့နော်ဒီရင်းနှင်းငိမ့်ငိမ့်ရေးစီကနေပြီးတော့ပြည်တွင်းငိမ့်ငိမ့်ရေးစီတို့ဆိုတဲ့ဒီအမတို့ရဲ့ Juju Space ရဲ့အဆောင်မုတ်ကလေးရှိရပေါ့နော်။အဲ့တော့ဒီဒါလေးဖြစ်ပေါ်လာပုံနဲ့ဒီ Space Pay လေးတီထောင်ဖြစ်ပုံလေးကိုအရင်ဆုံးပြပြပေးပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်။ဆိုတော့ကျမတို့တိုင်ပြည်မှာကဒီတောက်လျှောက်ပေါ့နော်။ အာတကယ်ငင်းငင်းချင်းချင်းနဲ့နေရတဲ့ဘဝဆိုတာမရှိသေးဘူး။ဟိုပြည်တွင်းစစ်ကလည်းနှစ်ပေါင်း80လောက်ရှိနေပြီ။အာရန်ကုန်မှာသာတာယာပေမဲ့တကယ်တမ်းကျတော့တခြားပြည်နယ်တွေမှာမတာယာဘူးလေ။ကျမတို့ service pay နေတဲ့ကျမတို့မြန်မာလူထုတိုင်ဝမ်ကနေရာတိုင်းမှာရှိတယ်။အာဒီဒုက္ခတွေရောက်နေကြတဲ့စစ်ပြေးတင်ပြည်သူတွေအတွက်လည်းကျမတို့ကယက်တီနေတာဆိုတော့ဒီလိုမျိုးမြန်မာပြည်ရဲ့ငြိမ်းချမ်းရေးလမ်းစဉ်ထဲမှာတစ်ခုပါဝင်ဖြစ်တဲ့အဲကျမတို့ဒီစိတ်ကြမ်းမရေးခွန်အားကောင်းပြီးတော့အာဒီ ကျမတို့ယုံကြည်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုဆက်လက်ပြီးသွားဖို့ဆိုလို့ရှင်ကျမတို့စိတ်တခွန်အားတွေခန္ဓာကိုယ်ခွန်အားတွေအသည့်အညာတွေကလည်းဆက်လက်ပြီးတော့တောက်ပနေမှဖြစ်မှာလေအဲ့ဒါကြောင့်မလို့ကျမတို့ကအာဒီခွန်အားတွေဆက်လက်ပြီးပေးနေဖို့ဆိုလို့ရှင်ကိုကိုကိုပြန်လဲကုစားတဲ့နီလန်နေနဲ့အတူကိုရဲ့ဘေးနားမှာရှိတဲ့အတိုင်းဝိုင်းမြန်မာလူမှုအတိုင်းဝိုင်းကိုအာဒီကုစားတဲ့ နီလန်းနေမှာအပါဝင်ဖြစ်တဲ့စိတ်ကြမ်းမရေရှူအောင်ကနေကျမတို့က approach ကိုသွားတာဖြစ်ပါတယ်ဒီလန်းဒီငင်းငယ်လန်းစဉ်ကိုကျမတို့စိတ်ကြမ်းမရေရှူအောင်ကနေပြီးတော့ကျမတို့ကပါဝင်ပြီးတော့ကုညီတာဖြစ်ပါတယ်ဟုတ်ကဲ့ပါဟုတ်ဘလိုမျိုးဟိုအရာတွေကိုပေါ့နော်အမတို့စီကပတ်မိုးပေးလဲဘလိုအရာတွေကိုအခုချိန်ထိဇက်တိုက်လုံးဆောင်ပေးနေခဲ့လဲပေါ့ဟုတ်ကဲ့ရှင်အထူးသဖြင့်ကတော့ကျမတို့ပတ်မိုးပေးတဲ့ service တွေဒီဒီလုပ်ငန်းတွေอ่ะဆိုလို့ရှင်တော့အဲကျမတို့အဲ ဒီ marginalize ပေါ့နော်အမေခံထားရတဲ့စီးပိုင်းပြင်ဘက်ကိုရောက်နေကြတဲ့အဲဒီလူသားတွေအတွက်ကျမတို့ကပို့ပြီးတော့အာယုံစိုက်တယ်ပေါ့နော်စိတ်ကြမ်းမရေးဆိုတိုင်းကျမတို့ကလူသားရဲ့အတွက်ထက်စာလို့ရှိရင်ဒီအားနေနေတဲ့အာစီဝိုင်းပြင်ပတ်ကိုအတွန်းခံထားရတဲ့ဒီ range of community တွေရှိမယ် LGBTQ+ community တွေရှိမယ်အမျိုးသမီးနဲ့ကလေးတငယ်တွေရှိမယ်လူကုန်သိခါကိုညှိုးနှွမ်းအောင်လှုပ်ခံထားရတဲ့ လူလူအတိုင်းဝိုင်းအတွက် ကျမတို့ကဒီ social justice အဲဒီ shutdown ကနေဒီဘက်အထူးသဖြင့်ပေါ့နော်ကျမကလည်းဒီတော်လိုင်းတာဝိုင်းထဲမှာကြီးလာတဲ့ဒီတရားမျှတမှုကိုတမိုးထားတဲ့လူတယောက်အနေနဲ့တရားမျှတမှုမရရှိတဲ့လူတွေအတွက်ကျမတို့ကစိတ်ဓာတ်ခွန်အားတွေအာဒီလိုအပ်တဲ့စိတ်ကြမ်းမရေးအာလုပ်ငန်းစဉ်တွေကုသကုသရေးတွေတင်နန်းတွေအာနောက်ပြီးတော့ community engagement တွေကိုကျမတို့ကစက်တိုက်လုပ်နေတာဖြစ်ပါတယ်ရှင် ဟုတ်ကဲ့ပါခုနအရှိမပြောသွားရပါတော့စိတ်ကျမ်းမာရေးဆိုတဲ့စကားလုံးလေးပေါ့ဟုတ်စိတ်ကျမ်းမာရေးဆိုတဲ့ဟာကိုပေါ့နော်အတိတ်ပဲဖွင့်ဆိုရမယ်ဆိုရင်အမအနေနဲ့ဘယ်လိုမျိုးအတိတ်ပဲဖွင့်ဆိုချင်ပါလဲဟုတ်ကဲ့အဲ့ဒါတော့လွယ်လွယ်လေးပါပဲစိတ်ကျမ်းမာရေးဆိုတာလဲခန္ဓာကိုယ်ကျမ်းမာရေးလို့ပဲအဲ့ဒါစိတ်သွားမှကိုပါမယ်လေနော်ဆိုတော့ကျမတို့စိတ်ဆောင်မှကျမတို့အောင်မြင်မယ်အတွက်အကြောင်းမို့လို့စိတ်ကျမ်းမာရေးနဲ့ခန္ဓာကိုယ်ကျမ်းမာရေးကအမြဲတမ်းဆက်ဆက်နေတယ်ဒီအပြင်ပေါ့နော်ကျမတို့ spiritual health ပေါ့နော်ကျမတို့ရဲ့စိတ်ဝိညာဉ်တွေ ျက်မတန်ဆွမ်းမှာကျမတို့ရဲ့ကျမတို့ရဲ့တွေးခေါ်ကြံစမှုတွေကလည်း good news မှာပေါ့နော်အဲ့တော့ကျမတို့ကဒီတခုချင်းစီလည်းအရေးကြီးသလိုမျိုး overall ဒီ holistic approach အလုံးစုံပြည့်စုံမှာအစဉ်ပြေမှာတတမှာနေလို့ထိုင်လို့ကောင်းမှာပေါ့နော်အဲ့တော့လူတိုင်းမှာခန္ဓာကိုယ်ကျန်းမာရေးရှိသလိုစိတ်ကျန်းမာရေးလည်းရှိပါတယ်ရှင် ဟုတ်အဲ့တော့ဗောနော်ဒီစိတ်ကျမ်းမာကြီးကမကျမ်းမာတော့ဘူးကိုကစိတ်ကျနေပြီဆိုရင်ဘယ်လိုမျိုးအခြေအနေတွေနဲ့သိနိုင်လဲဒါတွေစပြီးတော့ခန်းစားရပြီဆိုလို့ရှင်ရောဘာတွေကိုစပြီးတော့လုံဆောင်ရမယ်ဆိုတာလေးအကြံပြုပေးပါဦးမဟုတ်ကဲ့ရှင်ကျမတို့ကိုကိုကျမတို့သိတယ်ဗောနော်လူတော်တော်များများကစိတ်ကျမ်းမာကြီးချို့တဲ့တယ်ဆိုတဲ့အခြေအနေရှိတယ်ဒါပေမဲ့လူတိုင်းကစိတ်ယောဂရနေတာမဟုတ်အဲ့ဒါတော့ကျမတို့အာဒီအခြေခံအဖြစ်နားလည်ဖို့တော့လိုတယ်ပေါ့နော်အာလူမှုဆက်ဆံရေးမှာဆိုလို့ရှိရင်လေအဲသူက ဒီလူမှုရေးပြဿနာတွေဟဲ့အိမ်တွင်းမှာဆိုပြိပခါရုံးမှာဆိုလည်းအငင်းပွားမှုတွေလူတွေဆက်ဆံရတာအဆင်မပြေဘူးပေါ့နော်အဝင်ဝင်ကြမှုမရှိတော့ဘူးအရင်လိုနေရတာမပျော်တော့ဘူးအဲကိုယ့်ရဲ့ပုံမှန်ထက်စွမ်းရည်တွေကျလာပြီးကိုယ့်ပုံမှန်ထက်ဒီကိုယ့်ရဲ့လှုပ်ဆောင်မှုတွေနေရထိုင်ရတာအဆင်မပြေတော့ဘူးဆိုသတိစပြီးတော့ထားလာဖို့လိုပြီးပေါ့နော်အဲ့ဒီချိန်မှာဆိုလို့ရှိရင်ကိုယ့်ရဲ့ red flag လေးတွေကိုစပြီးတော့သတိထားမိပြီဆိုရင်ချက်ချင်းပြန်လည်ပြီးတော့ခွန်အားစိုက်ပြီးတော့ပြန်မွေးပြီးပြီးတော့ထရရမှာပေါ့နော်ပြန်ပြီးတော့ ထနိုင်ဖို့ဆိုလို့ရှိရင်ဒီစိတ်ကြမ်းမရေလုပ်ငန်းစဉ်တွေထဲမှာပါတဲ့ဒီကိုကိုကိုဂရုစိုက်တဲ့ self care တွေ exercise တွေတက်ကြွတဲ့လူတွေနဲ့စကားပြောတာတင်နန်းနေတက်တာအာဒါကိုနဲ့စိတ်စိတ်ထဲမှာမြွေထွေးလုံးချုံမှုရှိတဲ့လူတွေနဲ့ပြန်လဲထိဆက်ရင်းနှီးမှုပြုကြအဖြစ်လဲကိုကိုပြန်လဲနလန်ထူအောင်လှုပ်လာလို့ရပါတယ်ရှင် ဟုတ်ကဲ့ပါဟိုလက်ရှိမှာဆိုရင်ပေါ့နော်ဒီမြန်မာနိုင်ငံမှာဒီပရိပခါတွေရှိရဲဒါဒီအခြားနေရာဒေသတွေမှာဆိုလို့ရှိရင်လည်းဒီစစ်ကြောင်ကြုံရတဲ့ပရိပခါတွေရှိရဲမြို့ပေါ်မှာဆိုလို့ရှိရင်လည်းဒီနေစဉ်စားဖို့တောက်ဖို့ဆိုတဲ့စားဝတ်နေရေးပြဿနာတွေလူမှုဒုက္ခတွေရှိရဲပေါ့နော်ဒါတွေကိုမြန်မာပြည်သူတွေကနေစဉ်နဲ့အများကြုံနေရတဲ့အခါမှာလေဒီအမအနေနဲ့သူတို့ပေါ်မှာရောဘယ်လိုမျိုးစိတ်ကြမ်းမာရင်းနဲ့ဆိုင်တဲ့ effect တွေရှိမလဲပေါ့နော်ဘယ်လိုမျိုးအချက်တွေတွေ့ရလဲရှင့်ရှိတာပေါ့အများကြီးပဲကျမတို့စီမံလာရောက်ပြီးတော့အကူအညီတောင်းတဲ့သူတွေကဒီစီးပွားရေးအချက် က်တဲတွေကြောင့်အာနောက်ပြီးအိမ်တွင်းအကြမ်းဖက်မှုတွေကြောင့်အိမ်ညံကျန်အိမ်တွင်းအကြမ်းဖက်မှုလို့ပြောလို့ရှိရင်လေကျမတို့ခင်မွန်းတဲ့နဲ့အဲမျိုးသမီးနဲ့ပဲမဟုတ်ဘဲနဲ့ကျမတို့အဖေနဲ့သမီးတွေကြားမှာตาကအမ်တာနဲ့ညီကိုတွေကြားမှာမိညီမမောင်နှမတွေကြားထဲမှာဒါတွေလည်းရှိသလိုနှစ်ကိုကြားကဒီအကြံဖတ်မှုတွေခံရတယ်လိန်တူအကြံဖတ်မှုတွေလည်းရှိတယ်ရောက်လာကြတယ်နောက်တစ်ခါ ဒီလိန်တူတွေမှာဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ဖြစ်တည်မှုလက်မခံနိုင်လို့မိမိကိုယ်ကိုအဆုံးစီရင်ဖို့အတွက်စ조사နေတဲ့လူငယ်တွေလည်းရှိတယ်အမျိုးမျိုးပဲပေါ့နော်ဒီရောက်လာကြအထူးသဖြင့်ဒီစစ်မြေပြင်အမှဆိုလို့ရှိရင်ကျမတို့အများကြီးခက်ခဲကြုံနေရတာပေါ့နော်အထူးသဖြင့်ကိုယ့်အိမ်လည်းကိုယ်ပြန်လို့မရအောင်အစစ်ကလည်းမပြီးသေးဘူးပြတော့မြန်မာပြီးမှလည်းမသိဘူးအရင်နဲ့လှောင်ပိုက်လှောင်ပိတ်မွန်းချက်ပြီးတော့ရောက်လာကြတဲ့လူတွေလည်းရှိတယ်အများသောအားဖြင့်တော့လေဒီလိုမျိုးအခုညတောင်း ဆိုဖို့အခုအညီရယူဖို့ဆိုလို့ရှင်လူငယ်တွေကတော့နည်းနည်းပို့ပြီးတော့ open mind ဖြစ်တော့လူငယ်တွေရောက်လာတာများပါပဲလူကြီးပိုင်းတွေလည်းတဖြည်းဖြည်းနဲ့တော့လာနေကြပြီပေါ့နော်ဟုတ်ကဲ့ပါအခုနောက်မှပြောသွားရတဲ့ဒီအိစာတွေအများကြီးပဲရှိရပါတော့ဒီထဲမှာမှာမရုစီကိုရင်ဖွင့်တိုင်မင်လာတဲ့ဒီအကြောင်းအရာတွေကမှအများဆုံးတွေ့ရတဲ့ဟာဆိုရင်ဘယ်လိုမျိုးဟာဖြစ်မလဲရှင့်အများဆုံးတွေ့ရတာအသက်ပိုင်းခြားရပြောမယ်ဆိုလို့ရှိရင်ကျမတို့ဒီမီလီနီယံနေအာ ဒီ Gen Z တွေဒီ generation တစ်ခုကများတယ်ပြီးတော့အမျိုးသမီးတွေကများတယ်ယောက်ျားလေးတွေလည်းခုနောက်ပိုင်ပို့ပြီးတော့ open mind ဖြစ်လာပြီးတော့အကူအညီတွေလာတောင်းလာကြတယ်အဲလာပြီးတော့တောင်းတဲ့အကူအညီတော်တော်များများကတော့အဓိကအားဖြင့်ဒီလူမှုရေးပရိပခါတွေဘေးကျန်နံကျက်ဖြစ်နေတဲ့စာဝတ်နေရေးကိစ္စတွေလူငယ်တွေလမ်းကြောင်းပိတ်ပြီးတော့အသေးတွေကွဲနေအသေးကွဲဆိုတော့ရီစာနဲ့ပြတ်မှအသေးကွဲတာမဟုတ်ဘူးကိုဘဝမှာဖြစ်ချင်တဲ့ပန်းတိုင်းတွေပျောက်ဆုံးသွားတဲ့အခါမှာလဲ ကိုကိုနာကျင်ခံစားရတဲ့ဒီအသေးကွဲတဲ့အရာဖြစ်တယ်ဗောနော်နောက်တစ်ခါအဲ့လိုမျိုးအမ်ဘာလုံးလို့လောက်ရမယ်မသိဘဲねဒီလမ်းပြောင်းနေတဲ့လူငယ်တွေဗောလေအတချို့တွေဆိုလို့ရှိရင်အမေရိကကိုလာဖို့အတွက် scholar ရပြီကြောင်းနေရပြီတော့မှဒီမှာ Trump ကနေ visa ပိတ်လိုက်တဲ့အတွက်ကြောင့်မို့လို့အသေးကွဲသွားတဲ့လူတွေအဲ့ဒါတွေလည်းတွေ့ရတယ်လာကြရတယ်ရှင် ဟုတ်ကဲ့ပါအဲဒါအမတို့ပြောထားရဲပေါ့နော်ဒီ justice space ကအတိကလှုပ်ဆောင်ပေးနေတဲ့ဟာတစ်ချက်ဖြစ်မယ်လဲထင်ပါတယ်ဒီ social injustice ဆိုတဲ့ကိစ္စတွေပေါ့နော်အဲ့တော့ဒီကနေရတဲ့စိတ်ဒုက္ခတွေကရောဟိုဘယ်လိုဟာတွေဖြစ်မလဲဒီ social injustice ဆိုတာကရောဟိုဘယ်လိုမျိုးဟာတွေကိုညွှန်တာလဲရှင်ဟုတ်ကဲ့အတိကအပြင်ပေါ့နော်အဲဒီ social injustice ဆိုတာကကျမတို့လူမှုတရားမျှတမှုရှိအောင်ဆိုလို့ရှင်ကျမတို့တိုင်းပြည်ကအဲတရားမျှတမှုမရှိတဲ့စနစ်ကြီးတွေမှာရောက်နေတယ်လေနော်ဆိုတော့ကျမတို့က အထူးသဖြင့်လူတွေကအာဒီစနစ်ဆိုးရဲ့ရိုက်ခတ်မှုကြောင့်မို့လို့စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုတွေဖြစ်တယ်။အဲ့ဒါတွေကမှနာတာရှိယောဂလို့ဖြစ်လာပြီးတော့စိတ်ဒုက္ခတွေစိတ်တောကရနေစိတ်ယောဂတွေဖြစ်လာကြတယ်ပေါ့နော်။အဲ့ဒီခါမှာကျမတို့ကဒါကဒီလူကစိတ်ဓာတ်ခွန်အားနည်းလို့စိတ်ဓာတ်ညံ့ဖျင်းလို့ဒီယောဂတွေရနေတာမဟုတ်ဘူး။စနစ်ဆိုးရဲ့ရိုက်ခတ်မှုကြောင့်မို့လို့ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဒီစနစ်ဆိုးမှာဘယ်သူတွေကိုအဓိက target ထားပြီးတော့လုပ်နေလဲဆိုလို့ရှိရင်တော့ကျမဆောပြောထားတဲ့အာဒီခွန်အားနည်းတဲ့ ဲ့စီးပွားအပြင်ပိုခံရတဲ့ marginalized population တွေအထူးသဖြင့်ကျမတို့နဲ့လက်တွဲပြီးတော့အများဆုံးလို့ဖြစ်တာကတော့အမျိုးသမီးအဖွဲ့အစည်းတွေလူငယ်အဖွဲ့အစည်းတွေဆိုလို့ရှိရင် ပို့ပြီးတော့ဒီနောက်ပိုင်းတွေမှာ target တစ်ခုအနေနဲ့တွေ့လာရတယ်ပေါ့နော်အထူးသဖြင့်လိန်ပိုင်းဆိုင်ရာအမျက်ထုတ်ခံမှုတွေကျူးကျော်မှုတွေဒါတွေကစစ်ပွဲတွေထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့သိတဲ့အတိုင်းပဲအာဒါကိုလက်နက်တပွဲအသုံးပြုကြတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့အမျိုးသမီးခေါင်းဆောင်တွေအမျိုးသမီးတွေကဟလာကိုပိုင်စိတ်ဒဏ်ရာတွေအပြင် community ထဲမှာကူညီနေရတဲ့လူတွေရဲ့စိတ်ဒဏ်ရာတွေနဲ့ပါအထုတ်နှစ်ထုတ်ကိုထုတ်ပိုးထားပြီးတော့ဟို ကျုံးနေရတယ်တဲနေရတယ်လုံနေရတဲ့အခါတွေမှာဆိုလို့ရှိရင်ကျမတို့အဖွဲ့အစည်းတွေကဒါကိုသူတို့အတွက်နောက်ကနေပြီးတော့ခွန်အားအဖြစ် fuel behind the engine ပေါ့နော်ဒီ set နောက်ကအာဒီ launcher စီခွန်အားစိတ်တဲ့ခွန်အားအနေနဲ့ကျမတို့နောက်ကနေပြီးတော့တွန်းပေးတယ်ပို့ပေးတာပေါ့နော် ဟုတ်ကဲ့ပါဒီနောက်တစ်ခုလည်းတွေ့ရတယ်ဗောနော်ဒါကတော့ဒီ intensive suicide preventing training ဆိုပြီးတော့မတို့ဆီကလုပ်နေရလို့သိရတယ်ဗောနော်ဒါကရောဘာလဲဗောဘာကြောင့်လုပ်ပေးနေရလဲဒါလေးလည်းပြောပြပါဦးဟုတ်ကဲ့ဟုတ်ကဲ့ဒီ suicide prevention training နေဒီအထူးသဖြင့်ဗောနော် suicide prevention hotline ဆိုလို့ရှင်အဲ့ဒီမှာလာပြီးတော့အကူအညီလာတောင်းလို့ရတယ်အာမိမိကိုယ်ကိုအဆုံးစီရင်ဖို့အတွက်အတွေးတွေရောက်နေတယ်စိတ်တွေမွန်းကျက်ပြီးတော့လှောင်ပိတ်မိနေတယ်ဆိုလို့ရှင်အဲဒီလိုမျိုး အာဒီ plan နေစီမသွားခင်ကိုစိတ်ထဲမှာဒီအတွေးတွေဝင်လာပြီဆိုလို့ရှိရင်ကျမတို့စီမှာအကူအညီလာတောင်းလို့ရတယ်ပေါ့နော်ကျမတို့ဒီအဖွဲ့အစည်းကနေပြီးတော့အကူအညီလိုက်တာဆိုလို့ရှိရင်ဒီ၃နှစ်တည်းမှာလူပေါင်း900ကျော်900နီးပါးရှိနေပြီပေါ့နော်ဆိုတော့အဲ့ဒါကဘာကိုပြောလဲဆိုတော့ကျမတို့မြန်မာ community မှာတကယ်လိုအပ်နေတဲ့ဒါလုပ်ငန်းတစ်ခုဖြစ်တဲ့အကူအညီပေးနိုင်တဲ့အာဒါကျမတို့အတွက် လိုအပ်နေတဲ့ service တစ်ခုဖြစ်တယ်ပေါ့နော်ပြောမလို့ဆိုလို့ရှိရင်ဒီ suicide prevention ဟာလည်း juju safe space ရဲ့ brand service တစ်ခုလည်းဖြစ်တယ်ကျမတို့လူပေါင်း2000ကျော်ကိုလည်းအာကျမတို့မြန်မာဘာသာနဲ့ training တွေပေးထားပြီးပြီအခုဒီလထဲမှာဆိုလို့ရှိရင်လည်းကျမတို့ခရင်နေဒုက္ခတဲ့စခန်းမဟောင်းဆောင်မှာတွားပြီးတော့လူပေါင်း150ကျော်ကိုတွား training ပေးမယ်မဲဆောက်မှာလည်းလူပေါင်း100ကျော်ကိုတွားကျမတို့တွားပြီးတော့ training ပေးမယ်ဒါကိုကျမတို့က public information အနေနဲ့ပညာဒါနတွေအနေနဲ့မျှဝေနေတာကလူတွေအသက်ကိုကျမတို့လက်လမ်း မမိတဲ့နေရာမှာဖြစ်နေတဲ့ဆိုလဲကဲနိုင်အောင်လို့ပေါ့နော် ဟုတ်ခုနအမအရှိမပြောသွားရပါတော့ဒီနေရာဘောင်းဆောင်အဲအခြေအနေဘောင်းဆောင်မှာလိုက်ပြီးတော့ဒါကိုအသိပညာပေးဖို့မတို့အနေနဲ့စူးစမ်းနေရပေါ့အဲဒါပေမဲ့တချို့ဒီအခုချိန်ရှိနေတုံးပဲပေါ့နော်မြန်မာ community မှာအဲ suicide အကြောင်းပြောရင်မပြောသင့်ဘူးမပြောဘူးအဲဒါတိုင်မရမယ့်ကိစ္စမဟုတ်ဘူးဟောကိုလှုပ်လိုက်တယ်ဆိုတာမျိုးတွေပေါ့နော်ဟိုအတွင်းမြင်မပွင့်လင်းဘူးလို့ပြောရမလားပေါ့အဲဒီပုံမှာရောအမအနေနဲ့ဘယ်လိုမျိုးအကြောင်းအရာကို share ခြင်းလဲပြီးတော့အမတို့ဒါနဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိကြည်ကြဲပြင်းပြင်းပြောသွားဖို့ရှိမလဲပေါ့ဟုတ်ကဲ့အဓိကနံပါတ်1ကတော့ ပေါ့နော်ဒီကမိမိကိုယ်ကိုအဆုံးစင်ရှင်းနေတာကာကွယ်လို့ရတယ်အဲကျမတို့ကဒီအကူတွေကိုတိတယ်ဆိုလို့ရှိရင်သူတို့လုံးမဲ့လူတယောက်ကစိတ်ဒုက္ခရောက်နေတဲ့အချိန်မှာသူ့မှာ plan ရှိမဲ့စဉ်းစားထားတဲ့အစီအစဉ်တွေကိုကျမတို့က အတူတကွဒီလူနဲ့အတူတကွအာတိုက်ဖြတ်လို့ရတယ်တာဆီလို့ရတယ်အသက်တွေအတူတူကယ်ပေးလို့ရတယ်ပေါ့နော်သူမောင်မိုက်နေတဲ့အချိန်မှာအတူတူရှိပေးနေတယ်မျောလင့်ခြင်းအလင်းရောင်ကိုပေးဆွမ်းနိုင်တယ်ဆိုတော့ကျမတို့ကဒီ positive approach ပဲ empowerment approach ကနေသွားတာပေါ့နော်ဆိုတဲ့အခါကျတော့ဒါကကြောက်စရာမဟုတ်ဘူးအာဒူဒူများများကအရာတစ်ခုကြောက်တယ်ဆိုတာကမသိလို့ ဘလို့ကင်တွဲရမလဲဆိုတာကိုနားမလဲလို့အများသောအဖြစ်ကြောက်ကြတာဖြစ်တယ်ပေါ့နော်အဲ့တော့ကျမတို့ကဒီဟာတွေကို normalize လုပ်ပေးရမှာဒါပုံမှန်ပဲအလူတိုင်းရဲ့ဘဝမှာတေးခြင်းစိတ်ဖြစ်ဖြစ်ဖူးတယ်ဆိုတာက ပုံမှန်ပဲ အာစိတ်မွန်းကြက်လာလို့ရှိရင်လက်ပြလေးတကောင်နဲ့တကောင်လိုမျိုးပဲပြေးထွက်သွားလိုက်ခြင်းနဲ့အာငါမရှိတော့ရင်ကောင်းမှာပဲဆိုရဲခံစားချက်တွေလူတိုင်းနေပါဖြစ်ဖို့တယ်အဲကွာကွာချချက်ကဘာလဲဆိုတော့တချို့ကကြတော့ဒီစဉ်းစားထားတဲ့အရာကိုလက်တွေ့မှာအကောင့်ထဲပို့ပြီးတော့အဆုံးစီရင်မိသွားကြတယ်မတော်တဆဖြစ်သွားတာတွေလည်းရှိတယ်။အများသောအားဖြင့်အဆုံးစီရင်ဘူးတယ်။စ조사ဘူးတဲ့လူတွေကကျမတို့ကိုသူတေသနာအရာကိုကျမတို့လက်တွေ့မှာတွေ့ရှိရတဲ့အချက်လက်တွေကဘာတွေပြောလဲဆိုတော့နောင်တရရကြတယ်။ အာတချို့ကဒီလုံနေရင်းထဲမှာအသက်ပြန်ရှင်လာတဲ့အခါမှာနောင်တနဲ့နောင်မလုတော့ပါဘူးဆိုတဲ့ခံစားချက်တွေဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီနေရာမှာကျွန်တော်တို့ကဘာလို့နားလဲရမလဲဆိုတော့ဒါကအဲဒါကသူရဲ့ coping mechanism တစ်ခုဖြစ်တယ်။သူစိတ်ညစ်နေလို့ရှိရင်သူကြိမ်တွယ်တက်တဲ့နီလန်းတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုအာစိတ်ကြမ်းမရည်နဲ့ညင်ညွတ်တဲ့တခြားကြမ်းမရည် အကောင်နဲ့နီလန်တခုနဲ့ဒီပြဿနာကိုဖြေရှင်းဖို့အတွက်တင်ပေးဖို့လိုအပ်တယ်။ကျမတို့ကအာမိမိကိုအဆုံးစီရင်တဲ့လူတွေကိုတွားပြီးတော့လက်ညှိုးထုတ်ပြီးတော့အမလီအတန်ရှင်းရှာနေတာပါ။အလကားပါ။အာနင်းတယောက်တည်းတူခံစားရတာမဟုတ်ပါဘူး။ဒါတွေကအပိုတွေပါလို့တွားပြောလို့မရ။ तू ခံစားနေရတာကအစ်စ်အမှန်ပဲ။အဲ့ဒီအတွက်ကြောင့်မလို့ तू ခံစားနေရတာကိုကင်တွယ်တဲ့နီလန်ကျဲမိုင်နဲ့ညှိုးတဲ့နီလန်တွေကိုကျမတို့ကတင်ပေးဖို့လိုတယ်ပေါ့နော်။ ဟုတ်ကဲ့ပါအဲဒီအခြေအနေတွေကိုပေါ့နော်အမားတို့ကိုဒီရိုးရိုးတတပုံဝင်လင်းလင်းတိုင်မလာဖို့အတွက်ဒီ hotline တွေကနေပြီးတော့ရင်ဖွင့်ဖို့အတွက်ပေါ့နော်အဲသူတို့အနေနဲ့လုံခြုံနေဆိုတဲ့ဟာလေးခန်းစားရဖို့အတွက်အဲအမားတို့ရှိမှဘယ်လိုမျိုးကြွန့်ကျင်နေသူတွေဘယ်လိုမျိုးယုံကြည်စိတ်ချရသူတွေ ਨੇ run နေရဆိုလေးလည်းမိတ်ဆက်ပေးပါအောင်ပါဟုတ်ကဲ့ပါရှင်အဓိကအားဖြင့်တော့ပေါ့နော်လူတွေမှာခံစားတတ်တယ်လူတွေမှမဟုတ်တလိမ့်ဆန်နေမှာ သူတို့ခံစားတတ်တယ်သူတို့ကျမတို့အဖွဲ့စီကိုဘယ်လိုမျိုးခံစားရလဲဆိုတော့နှွေးထွေးလုံးကြုံတယ်တရားမျှတမှုရှိတယ်အာအကူအညီတောင်းလို့ရှိရင်ချက်ချင်းကူညီပေးတယ်ဆိုတော့ဒီခံစားချက်လေးတွေဒါလေးတွေသူတို့ခံစားရတဲ့ဆိုတာကိုသူတို့ရဲ့ feedback အရာရောနောက်ပြီးတော့ကျမတို့နဲ့ရေရှည်လက်တွဲနေတဲ့ဒီစိတ်ကြမ်းမာရေးစေတနာဝန်ထမ်းနေရော community ရဲ့ feedback တွေရော ပြန်ကြားသိရတယ်ပေါ့နော်ဒါကလည်းကျမတို့အာ ချထားတဲ့မျိုးစေ့ပဲကျမတို့ဒီလိုမျိုးနှွေးထွေးလုံးဂျုံမှုရှိတဲ့ရဲဝင်လေးတစ်ခုကိုတိဆောက်မယ်ဆိုတဲ့အတိုင် safe space ဆိုတဲ့အတိုင်ကျမတို့တည်ထောင်နေတယ်ဆက်လက်ပြီးတော့လည်းဒီလုံးဒီအတိုင်မဲ့သွားဖို့ရှိတယ်ဆိုတော့လူတွေကကျမတို့ကိုယုံကြည်စိတ်ချတယ်ဆိုတဲ့အဓိကရည်ရွယ်ချက်ကတော့သူတို့စိတ်ထဲမှာနှွေးထွေးတယ်လုံးဂျုံတယ်ပြီးတော့တရားမျှတမှုဘက်မှာယက်တည်နေတယ်ဆိုတဲ့သုံးချက်ကြောင့်လို့တော့ကျမမြင်ပါတယ်ရှင် ဟုတ်ကဲ့ပါဒီ suicide case တွေမှာပေါ့နော်ဒီ copy cap ကိစ္စပေါ့အဲဒီအရှိရဖြစ်သွားတဲ့ကိစ္စတွေကို နောက်လူတွေကို မြင်တယ်တင်ပြရတယ်ရေးသားရတယ်ဖော်ပြရတယ်ဥပမာဆိုလို့ရှိရင်လည်းသတင်းမီဒီယာတွေမှာဒီ suicide သတင်းတွေကိုဖော်ပြရတဲ့အခါပေါ့နော်ဟိုညီမတို့အနေနဲ့ဒါကြောင့်ဒါဆိုညီမတို့သတိထားမယ်ကိစ္စတွေပေါ့နော်ညီမတို့အနေနဲ့ဘယ်လိုအရာတွေကိုသတိထားရမလဲဒီ copy cap တွေ ဖြစ်လာတဲ့အခါမှာပေါ့နော်ဘာတွေကအနေအများရဲဆိုတာလေးလေးရှင်းပြပေးပါဦးမဟုတ်ကဲ့ပါရှင်အဲ့ဒီ copycat ကတော့လေပြောမဲ့ solution ကျမတို့ကအရှိအလူလုတ်သွားတာကိုနောက်ကလူကလိုက်ပြီးတော့လုတ်တယ်ဆိုတာကလည်း social learning behavior ပေါ့နော်အမှုအကျင့်တွေကအကျင့်ကကူးတက်တယ်ပေါ့နော်အာဒါကျမတို့ဆိုလို့ရှိရင်လေသူတည်တနာပြုချက်တွေအရာတွေ့ရှိရတာပါလဲဆိုတော့ ကိုမိသားစုထဲမှာမိမိကိုယ်ကိုအဆုံးစင်မှုကြောင့်အသက်ဆုံးရှုံးဘူးတဲ့လူရှိတယ်ဆိုလို့ရှင်ဒီလူမှာနောင်လာနောင်သားတွေမှာ chance ပိုများတက်တယ်ဆိုတော့လည်းတွေ့ရှိရတယ်။အဲ့တော့ကျွန်တော်တို့ကဒါတွေစက်မဖြစ်အောင်ဆိုလို့ရှင်ပညာပေးရမယ်တားဆီးရမယ်အာစိတ်ကြမ်းမရဲ့အကူအညီတွေရယူဖို့လိုအပ်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ကဒီမီဒီယာအခန်းကဏ္ဍမှာသတင်းသမားတွေအနေနဲ့ဘာတွေလုပ်ပေးလို့ရမလဲဆိုလို့ရှင်အာကျွန်တော်တို့အနေနဲ့ကလူကုန်သိက္ခာနဲ့အညီပေါ့နော်။အာဒီ အသုံးပြုတဲ့အသုံးနှုန်းတွေကအစပေါ့နော်အကျွန်တော်တို့ဖွဲ့စည်းမှဆိုရင်မိမိကိုယ်ကိုအဆုံးစီရင်ခြင်းဆိုတဲ့စကားကိုသုံးတယ်ကိုကိုကိုတက်သေးတာတို့လှုပ်ကြံတာတို့ကိုကိုကိုလှုပ်တယ်လှုပ်ကြံတယ်ဆိုတာတွေကကြာတော့ဘယ်လိုပြောမလဲဆိုတော့အသူတို့ကိုလက်ညှိုးထုတ်ပြီးတော့အပြစ်ပြောတဲ့ဘက်ကိုနည်းနည်းရောက်သွားတဲ့အခါမှာဆိုလို့ရှိရင်အဲ့ဒီလူကအကူအညီတောင်းခံမှုအတွက်တွန့်ဆုတ်သွားတာပေါ့နော်ဆိုတော့ကျမတို့ကနောက်တစ်ခါကြတော့ဒီလူလူကုံတိတ်ခေါကိုအာလေးစားတော့အပြင်တမိုးထားတော့အပြင်ဒီလူဘလို့တည်ဆုံသွားလဲအာသူ ကျိုးဆွဲသွားတာလားခုံချသွားတာလားဘယ်နေရာမှာဘာဖြစ်သွားတာလဲအဲ့ဒါမျိုးတွေဒီ theme မပြောဘဲနဲ့မိမိကိုယ်ကိုဒီဆုံးရှင်သွားတယ်ဆိုတော့ဒီ overall information ပေးလို့ရှင်လုံလောက်တယ်လို့တော့ကျမတို့မြင်နေပေါ့နော်ဆိုတော့အဲ့ဒါလေးတွေကအရေးကြီးပါတယ်အဓိကအဖြစ်တော့လေကျမတို့ကမီဒီယာရဲ့အခန့်ကဏ္ဍကလည်းအရေးကြီးတယ်ဒီလိုမျိုးမီဒီယာကလည်း reporting တွေတက်လာတဲ့အခါကျတော့ကျမတို့မြန်မာလူမှုအသိုင်းအဝိုင်းမှာဘယ်လောက်ထိဒီစိတ်ကြမ်းမရေး ဆိုးရုပ်နေလဲဆိုတာတွေကကျမတို့ပညာရှင်တွေသိတဲ့အခါမှာဘယ်နေရာမှာဘာလုပ်ရမလဲဆိုပို့ပြီးလဲနားလဲတော့အဲ့ဒါကြောင့်မို့လို့ပေါ့နော်မီဒီယာရဲ့အခန်းကဏ္ဍကလည်းကျမတို့ community engagement မှာအရန်နဲ့အရေးကြီးတယ်ရှင်ဟုတ်ကဲ့ပါဟိုမီဒီယာတွေကလည်းအခုနောက်ပိုင်းမှာဒီ social အခြေအနေတွေဖြစ်လာတဲ့ခါကျတော့ social media တွေပေါ်မှာတင်ကြတယ်။အဒါအပြင်ကမှပဲဥမာကိုရက်ွက်ထဲမှာဖြစ်သွားရဲဆိုရင်ရက်ွက်သူရက်ွက်သားတယောက်ကဒီလိုမျိုး suicide case တွေကိုတပုံလေးရိုက်ပြီးတင်လိုက်တာမျိုးတွေရှိရဲဆိုလေ။အဒီအခြေအနေတွေပေါ်မှာရောသတိထားဖို့ဒီရှောင်မှုအခြေအနေလေးလည်းမပြောပြပါဦး။ဟုတ်ကဲ့ရှင်ဟုတ်ကဲ့။အထူးသဖြင့်ပေါ့နော်။ကျမတို့သတင်းတွေမှာကြည့်လိုက်ရတဲ့အဲ့ဒီလူရဲ့မျက်နှာကြီးနဲ့အဲ့လူရဲ့နောက်ကွယ်မှာတားသမီးတွေရှိသေးတယ်။သူရဲ့နောက်ကွယ်မှာ သူရဲ့မိသားစုအတိုင်းအဝိုင်းရှိသေးတယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒါတွေကိုငဲညာရမယ်အဲ့ဒီကြံခဲ့တဲ့သူမိဒီမိသားစုရဲ့ survivor တွေကို protect လုပ်ပေးရမယ်ကာကွယ်ပေးရမယ်သူရဲ့လူကုန်တိတ်ခါကိုကျွန်တော်တို့ညှို့နှွမ်းအောင်မရှိတော့ပေမဲ့ညှို့နှွမ်းအောင်လုပ်လို့မရဘူးပေါ့နော်ဆိုတော့အဲ့ဒါတွေကအရေးကြီးတယ်အာဒီအထူးသဖြင့်ပေါ့နော် social media ပေါ်မှာ ရိုးရိုးလူတွေကရှောက်ပြီးတော့တင်းမယ်ဆိုရင်လည်းဒါတွေကနားလည်ဖို့ရေးကြည့်တယ်။ကိုယ့်ရဲ့အချက်ဆုံးသင်ငယ်ချင်းတစ်ခုခုဖြစ်သွားတယ်။ကိုက one day ရစ်ခွဲတယ်ဆိုရင်တောင်မှကိုယ့်ရဲ့ခံစားချက်ကိုယ့်ရဲ့ experience ကိုကိုယ့်ရဲ့အတွေ့အကြုံကိုဖော်ပြလို့ရတယ်။သို့တော့အဲ့ဒီလူကိုတော့မထိခိုက်စေနဲ့။အဲ့ဒီလူရဲ့အတိုင်းဝိုင်းနဲ့သူနဲ့ဆက်ဆံနေတဲ့လူတွေရဲ့ဂုဏ်သိက္ခာသူ့ရဲ့ privacy ကိုသူ့ရဲ့ပုံကိုရေးကိုကျမတို့ကထိန်းသိမ်းပေးရမယ်တန်ဖိုးထားပေးရမယ်ရှင်။ ဟုတ်ကဲ့ပါဒါကတော့ဒီမျိုးပြတွေမှာအများစုကြုံနေရတယ်ပေါ့နော်ဒီအင်တာနက်အွန်လိုင်းရတဲ့အခြေအနေတွေပေါ့ဟုတ်နောက်တစ်ခုကကြတော့ဒီစိတ်ကြမ်းမာရေးနဲ့ပတ်သက်တဲ့ဆောင်းရှောက်မှုတွေလိုအပ်နေတဲ့တချို့ဒေတာတွေပြိပခါတွေဖြစ်ပွားနေတဲ့ဒီစစ်မှတ်ဖြစ်ပွားနေတဲ့အင်တာနက်မရရှိနိုင်တဲ့ဒေတာတွေမှာရောဒီအမတို့ဝန်ဆောင်မှုတွေကိုဘယ်လိုမျိုးရယူဖို့ရှိပါတယ်လဲရှင်ဟုတ်ကဲ့ကျမတို့လည်းလက်လက်မိသလားတော့ဒီ စစ်ဖြစ်နေတဲ့ပြိပခဒေတာတွေကလူတွေကိုခေါ်ပြီးတော့သင်တန်းပေးတာကျမတို့ကိုယ်တိုင်သွားပြီးတော့ပေးနိုင်တဲ့အချင်းတွေရှင်းလဲပေးတာ online တွေကနေသူတို့လာတက်တာဒီပညာကအရင်နဲ့အရေးကြီးတော့လေအချင်းပြည်ကလူတွေဆိုအိန္ဒိယဘက်ကိုသွားပြီးတော့သင်တန်းတက်နိုင်အောင်ကြိုးစားတယ်ကီယင်နီပြည်နယ်ကလူတွေဆိုလို့ရှင်ဟိုတောင်ပေါ်တက်ပြီးတော့သူတို့ဒီ starling ဖွင့်တဲ့အချိန်မှာသင်တန်းတွေလာတက်တယ်ကောင်ဆလင်းတွေလာယူကြတယ်ဟိုဒုက္ခသည်စခန်းတွေကလူတွေဆိုလို့ရှင်လည်းဒီထိုင်းနိုင်ငံမှာလေသူတို့နဲ့ချိတ်ဆက်ထားတဲ့အဖွဲ့အစည်းတွေရုံးနေမှာသွားပြီးတော့ကျမတို့နဲ့ချိတ်ဆက်လို့ရအောင်သူတို့ကြိုးစား ားကြရတယ်။အာဒီအခုလောလောဆယ်ကျွန်တော်တို့လလန်းမမိသေးတာဆိုလို့ရှိရင်တော့တကယ်ကိုပဲမြန်မာပြည်အလဲပိုင်းအဲဒီအာစကိုင်းတို့ပဲခိုးတို့လောက်ပဲကျွန်တော်တို့လလန်းမမိသေးတာပေါ့နော်။ရှမ်းပြည်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ community engagement တွေကအထူးသဖြင့်ပေါ့လေနော်။အာဒီငလင်လှုပ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ support group တွေ group counseling မဟုတ်ဘူးเนาะ support group အဲ support group တွေကိုကျမတို့အပတ်စဉ်ကျမတို့ဒီငလင်တန်ကြောင့်တန်ထိသွားတဲ့အာဒီရှမ်းပြည်ကလူမှုအသံဝိုင်းတွေမှာကျမတို့ကုညီဆောင်ရွက်ပေးနေ တဲ့ဒီပြောမယ်ဆိုလို့ရှင်တော့ community um healing initiative တွေကျမတို့လုပ်နေပါတယ်ဆိုတော့ကျမတို့ကိုလိုအပ်တဲ့ service တွေကအကူအညီတောင်းဆိုလာရဆိုရင်ကျမတို့သွားပြီးတော့အကူအညီပေးပါတယ်ရှင်ဟုတ်ကဲ့ပါနောက်ထပ်အခြေအနေတစ်ခုအားပေါ့နော်ဒီလက်ရှိမှာဆိုလို့ရှိရင်ဒီအာပြိပခါတွေကြောင်းပေါ့အရင်တုန်းကတော့ တာမန်လူငယ်ပဲဖြစ်ပေမဲ့အခုကတော့ဒီလက်နက်ကင်ဒေါ်လန်ကြီးမှာပါဝင်နေတဲ့လက်နက်ကင်စစ်သားတယောက်ဖြစ်သွားရဲဆိုတာမျိုးပေါ့နော်ဒေါ်လန်ကြီးရဲဘော်တယောက်ဖြစ်သွားရဲဆိုတဲ့အခြေအနေတွေရှိတဲ့ခါကျတော့အဒီယာတွေမှာရောသူတို့မှာခံစားရတဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေတွေရှိမလားဒါတွေကဒီကျွန်တော်တို့အရှိကိုသွားနေတဲ့နိုင်ငံရေးအခြေအနေတွေမှာရောတယောက်မှုရှိမလားပေါ့ဟိုပြောချင်တာကတော့ဒီလူမှုအတိုင်းဝိုင်းနေစီကိုသူတို့ရဲ့ဒီလက်နက်ကင်လိုက်ရတယ်ဆိုတဲ့အခြေအနေကဘယ်လောက်ထိတယောက်မှုတွေရှိနိုင်မလဲရှင့်ဟုတ်ကဲ့ရှင့်အာနှစ်မျိုးရှိတာပေါ့နော် တခုကတော့ကိုကကိုရဲ့တိုင်းပြည်အတွက်လက်နက်ကင်ပြီးတော့တော်လန်ရေးထဲမှာပါရလာတယ်ပြီးတော့ကိုမှဆွလွန်းနေတာမှုတွေအများကြီးလည်းရှိတယ်ဘာဆိုတော့ကျမအဖေကိုတိုင်ကလည်းအာကျောင်းသားတက်မတော်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ရဲဘော်အဟောင်းတယောက်ဖြစ်ခဲ့တယ်ပေါ့နော်ဆိုတဲ့အခါကျတော့သူဒီလိုမျိုးလက်နက်ကင်လိုက်တဲ့အတွက်ကြောင့်မို့လို့အာလိုအပ်တဲ့ ိုင်းပြည်အတွက်အာဒီတော်လန်ရေးရဲ့အရင်မြင့်တစ်ခုဖြစ်တဲ့လက်နက်ကင်တော်လန်ခြင်းကလည်းထိရောက်မှုတစ်ခုရှိတယ်။ဒါမှလည်းအခုဆိုလို့ရှိရင်ဟလာနှစ်ပေါင်းအာများစွာနဲ့တိဆောက်ထားတဲ့မြန်မာတက်မတော်ရာနည်းနည်းရိုင်းလိမ့်နေနေပြီလေနော်ဒါကဒီကျမတို့ရဲ့လက်နက်ကင်တော်လည်ရဲ့ခန်းကဏ္ဍရဲ့ခွန်အားကြီးပုံကိုကျမတို့က အာ appreciate လို့ရမယ်ကျေးဇူးတင်ရမယ်ပေါ့နော်အဲ့ဒီအချိန်ထဲမှာပဲတစ်ချိန်ထဲမှာပဲဒီလူငယ်တယောက်ကလက်နက်ကင်လိုက်တဲ့အတွက်ကြောင့်မို့လို့သူ့မှာစွန့်လို့အနစ်နာခံလိုက်ရတယ်အများကြီးရှင့်မိသားစုနဲ့ကြိုဝေးကွာသွားတယ်ကျမဆိုလို့ရှင့်အသက်နှစ်နှစ်လောက်ကလေးကအဖေကိုမတွေ့လိုက်ရတော့သူအရင်ကထွက်သွားလိုက်ကလေးကအဲ့တော့ဒီလိုမျိုးမိသားစုတွေမှာအာတိတ်ဆိတ်နေရတယ်နှုတ်ဆိတ်နေရတယ်ဆုံးရှုံးနေတာမှုတွေအများကြီးရှိတယ်နောက်တစ်ခါဒီလူတယောက်ရဲ့တက်လန်းတွေလည်း အများကြီးပဲဆွလွတ်လိုက်ရတယ်အာတိုင်းမိသားပုံမှန်အဖြစ်ကောင်းနေမယ်ဆိုလို့ရှင်ကိုလိုပါတဲ့ကိုစီပွားရှာရှာအကြောင်းမဲ့တက်တက်မိသားစုစာဝင်နေရေးပဲလှုပ်လို့ဒီလူတယောက်ရဲ့တက်လန်းနေပါလေဆုံရှုံလိုက်ရတာရှိတယ်ဒီအပြင်မှာဆိုလို့စိတ်ပိုင်းဆိုင်ရာအရာကိုတခါမှမမြင်ဘူးတဲ့သွေးထွက်တန်ယိုတွေအလောင်းတွေအာ ဒီလက်နက်ကင်တွေကလက်နက်ကြီးတွေကြလာရင်ကဘလောက်ပဲတန်မာတယ်လို့ပဲဖြစ်ဖြစ်ဒါကနေ့စဉ်နဲ့အမြကြားနေရတဲ့ခါမှာတုံလုံးမှုတွေရှိလာတာပဲလေနော်ဒါပေမဲ့လို့ဒါတွေကဖော်ပြလို့ရှိရင်တော်လန်ရုပ်အာယုတ်စီတဲ့အရာတွေမို့လို့တော်ယုံတယုံလို့မဖော်ပြကြဘူးဒါပေမဲ့ကျမတို့ကမေ့နေတာကလူသားတယောက်အနေနဲ့ကြုံတွေ့ရတဲ့လူသားဖြစ်စဉ်တွေဒီစိတ်ခံစားမှုရဲ့တုံ့ပြန်မှုတွေကိုကျမတို့ ဒီတော်လိုင်းထဲမှာလည်းမိထားလို့မရဘူးပေါ့နော်အဲဒါကြောင့်မို့လို့စိတ်ကြမ်းမရေးကုသမှုတွေကလည်းအလွန်ပဲအရေးကြီးပါတယ်ရှင်ဟုတ် ဒီဒေါ်လာရေးအကြောင်းဆိုတော့ပေါ့နော်ဆက်ဆက်ပြီးတော့တခုလောက်သိကျင်တာကဒီဒေါ်လာရေးထဲမှာပါဝင်တဲ့လူငယ်လေးတွေပေါ့အများစုကခုနပြောခဲ့သလိုပဲတကယ်ကိုအခုမှဒါသူတို့ရဲ့ပထမဆုံးအတွေ့အကြုံတွေဖြစ်တယ်လက်နက်ကင်ရရဲပြေရခက်ရရဲတက်ဖြက်ရရဲဆိုတဲ့ကိစ္စတွေကိုသူတို့အနေနဲ့ဒါကြုံရတဲ့ခါမှာစိတ်ပိုင်းဆိုင်ရာအားနည်းတဲ့သူတွေအနေနဲ့ဟိုခုနစိတ်ထိခိုက်ရမျိုးရှိတယ်ပေါ့နော်အဲ့ခါမှာသူတို့ကဒီမှာအရက်တို့အဲ something ပေါ့နော်တခုခုနဲ့သူတို့ဖြည့်ဖြောက်ဖို့ကြိုးစားတယ်ဒါကနီလမ်းမှန်လားဒါမှမဟုတ်လို့ရှိရင်လေတခြားဘလို့နီလမ်းမျိုးတွေနဲ့ကင်တွယ်တဲ့နဲ့ဒီဒေါ်လာရေး ထဲမှာရှိနေတဲ့လူငယ်တွေတော့ပေါ့နော်အမဘယ်လိုမျိုးအကြံပြုစကားလေးပြောချင်ပါသလဲဟုတ်ကဲ့အဓိကအဖြစ်တော့လေအာဆေးဝါးလူမျိုးသူတွေကတုံးလာတာပေါ့နော်အဲ့ဒီအရက်သေးစားမူရဆေးဝါးကြတော့လလန်မှီတာကိုဟလာဟိုဘယ်လဲစံနေပဲ အရက်ကြမ်းနေလဲထုတ်လို့ရနေတဲ့အခါကြတော့လေအဲ့ဒါကိုကိုရဲ့နာကျင်နေတဲ့စိတ်ဒဏ်ရာတွေကိုကိုတိတဲ့တက်တဲ့နီးနေနဲ့ကုစားကြတယ်ကော်ရှူကြတယ်ဟဲ့လားနောက်အဲ့လိုမျိုးအမျိုးမျိုးဒီကျမတို့တွေ့မြင်နေရတဲ့အခါမှာကျမတို့ကဒါကိုဘယ်နေရာနေကြည့်လဲဆိုတော့ဒီယောဂတစ်ခုအနေနဲ့ကြည့်တာပေါ့နော်အထူးသဖြင့်ကျမတို့လူသားတိုင်းကဆွဲလမ်းမှုပြဿနာကိုတနည်းမျိုးမဟုတ်တနည်းကြုံတွေ့ ကြရတယ်တချို့ဆိုရင် social media တွေဆွဲနေတာတွေအာလောင်းကစားဆွဲနေတာတွေအရက်သေးစားဆွဲနေတာတွေတခုမဟုတ်တခုဆွဲတက်ကြရတယ်ပေါ့နော်အဲ့ဒီခါမှာကိုအရန်နဲ့စိတ်ဒုက္ခရောက်နေတဲ့အချိန်အာစိတ်တက်ခွန်အားကြဆင်းနေတဲ့အချိန်နေမှာဆိုလို့ရှိရင်ကိုလက်လန်းမိတဲ့အရာနဲ့ကုတလိုက်တာပေါ့နော်အဲ့တော့ကျမတို့ကဘာတွေလုပ်ပေးရမလဲဆိုတော့သူတို့လက်လန်းမိတဲ့စိတ်ကြမ်းပိုက်နဲ့ညီညွတ်တဲ့နီလန်ကောင်းနေကိုကင်တွေ့အသုံးပြုဖို့ကုသဖို့အတွက်လေကျမတို့လိုလုပ်ငန်းတွေကအဲဒီနေရာတွေက ကြကြဝွန်းဝွန်းရှိနေပေးဖို့လိုအပ်တာပေါ့နော်ဟုတ်ကဲ့ပါမဟိုဒီလိုမျိုးအခြေအနေတွေကိုကြုံရတဲ့အခါမှာပေါ့နော်ဒီစိတ်ကြမ်းမာရင်းနဲ့ပတ်သက်ပြီးတော့ညီမတို့ကပူပွင့်လင်းလင်းဟိုဒီလိုမျိုးရိုးရိုးတက်တာတင်တင်ပေါ်ပေါ်ပေါ့နော်အဲ့လိုမဖြေရှင်းလိုက်ဘဲနဲ့ဒီလိုမျိုးစုထားတာတွေများလာတဲ့အခါမှာရောမလူမှုအတိုင်းဝိုင်းဘယ်လိုမျိုးတက်ရောက်စီလဲရှင်ဟုတ်ကဲ့နံပါတ်1အနေနဲ့ပေါ့နော်ကိုက တကူရေတကာရအနေနဲ့ဒီလိုမျိုးစုထားတာတွေမျိုးသိပ်ထားတာတွေကိုယ့်နဲ့ကိုကြိတ်ပြီးတော့ဖြည့်ရှင်းရတာတွေကများလာလို့ရှိရင်ခန္ဓာကိုယ်ကျန်းမာရေးအရာဘိုက်အောင်တာအစာအိမ်ယောဂါတွေဖြစ်တာနှလုံးယောဂါတွေဖြစ်တာအသွေးခုန်နှုန်းတွေမြင်တာသွေးတိုးယောဂါတွေဖြစ်တာဒီယောဂါတွေဘက်ကိုလည်းရောက်ရှိလာတဲ့အကျော်တွေတက်တာခေါင်းတွေကြိုက်တာအဒီလိုမျိုးဟာတွေကခန္ဓာကိုယ်ကျန်းမာရေးအနေနဲ့တဦးတကူတကူရေကတွေ့ရှိရတဲ့လိုမျိုးလူမှုအတိုင်းဝိုင်းအနေနဲ့ဆိုလို့ရှိရင်လည်းအတနေ့တယောက်ဆက်ဆက်ထိမခံတော့ဘူးတယောက် ဲ့တယောက်ယုံကြည်စိတ်ချမှုမရှိဘဲနဲ့တန်တရားမျက်စိတွေနဲ့ကြည်နေကြတဲ့အခါမှာပရိပခတွေကနေစင်နဲ့အများဖြစ်နေကြတယ်။တချို့ဆိုလူအဲ့လူကိုမြင်တာပေါ့နော် drama queen လို့မြင်ကြ။အမှန်တကယ်အဲ့ဒါက trauma queen ဖြစ်နေတာ။သူရဲ့ trauma response နေအရာပေါ့လေ။ဒီလူကအာလူတွေနဲ့အဝင်ဝင်ကြမှုမရှိတာတွေအထူးသဖြင့်ကျမတို့လူလူလူခေါင်းဆောင်အနေနဲ့ကိုယ့်ရဲ့စိတ်ဓာတ်ရတဲ့ကိုလေမထားဘူးမကုစားဘူးဆိုလို့ရှိရင်သူတို့ရဲ့ဒီမှားယွင်းတဲ့ဆုံးဖြတ်ချက်တစ်ခုက တနိုင်ငံလုံးကိုအကျိုးသက်ရောက်မှုရှိသွားနိုင်တယ်။ဒေါသအလျောက်ဆုံးဖြတ်လိုက်တာ၊မန်မာနာအလျောက်အပရက်ရှာတွေကြောင့်ဆုံးဖြတ်လိုက်တဲ့ဆုံးဖြတ်ချက်တွေဟာကိုယ်ရဲ့တက်ဆိုင်နေတဲ့ဒီဆုံးဖြတ်ချက်နဲ့တက်ဆိုင်နေတဲ့လူတွေမှာသွားပြီးတော့အကျိုးသက်မှုကကြီးမားတက်တယ်ပေါ့နော်။အဲဒါကြောင့်မို့လို့လူတိုင်းလူတိုင်းအလွာလိုက်နေရာတိုင်းကစိတ်ကြမ်းမရေးဆိုတာကဟိုလူတိုင်းမှာရှိတယ်။စိတ်ရောဂါပဲလူတိုင်းမှာမရှိတာကိုနားလဲပို့လို့အပ်တယ်ပေါ့နော်။ ုတ်ကဲ့ပါမဟုတ်နောက်ဆုံးအနေနဲ့ပေါ့နော်ဒီစစ်ကြမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဒီ Juicy Space ရဲ့အဲပက်ကန်ရှင်အနေနဲ့ပေါ့ဟုတ်ဗာများဖြည့်ဆွက်ပြီးတော့ပြပချင်ပါတယ်ရှင်အခုလိုမျိုးကျမတို့လုံဆောင်နေတဲ့လုပ်ငန်းတွေကိုအကျယ်တဝန်းဖြစ်အောင်ပေါ့နော်အခုလိုမျိုး DVB ကနေပြီးတော့အာကျမတို့ကိုဖိတ်ခေါ်ပြီးတော့ဒီ information တွေ share ရတဲ့အတွက်လည်းကျမအနေနဲ့အများကြီးလဲကျေးဇူးတင်ပါတယ်ရှင်အဓိကပေါ့နော်လိုအပ်တဲ့ဆိုလို့ရှိရင်ကျမတို့ဖွဲ့စည်းကမြန်မာလူမှုအတိုင်းအဝိုင်းအတွက်တရားမျှတမှုဘက်ကနေရည်တည်ပေးနေတဲ့ဒီရင်းနှီးငြိမ်းချမ်းတွေကနေပြည်တွင်းငြိမ်းချမ်းရေးကိုရှောက်လန်းဖို့အတွက်စူးစမ်း ားနေတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့်အားလုံးကိုနှွေးထွေးစွာကြိုဆိုပါရရှင်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါမအခုလိုအချိန်ပေးပြီးတော့အများကြီးပြောပြပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်